ရှင်သားဖေလာတွေတက်မဖေလာတွေထိုးတင်သလားကျမဒေါက်တာဆူရီပါအေးပြားနဲ့လှပဆရာဝန်ပါဆရာမတို့စိတ်ချနေမှာတော့ရှင်သားဖေလာတွေတင်ပါဖေလာတွေတခုမှမလုပ်ပြပါဘူးအဲ့ဒါတွေလုတ်ချင်ရင်ဆီလီကွန်သာထည့်လိုက်ပါလို့ပဲအမြဲပြောပါတယ်ဒါ safe ဖြစ်တဲ့ option ပေါ့နော်ဆိုတော့ရင်သားဖေလာတင်ပါဖေလာထိုးတာတွေ case တွေတက်ကြတယ်ပေါ့နော်ပြဿနာကြီးဖြစ်ကြတယ်အဲ့ဒါအာ များတော့ဖြစ်ရဆရာဝန်မဟုတ်တဲ့သူတွေထိုးပေးကြတာများတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်ဟိုအနေရမဖြစ်အောင် ကိုမှလည်းတောင်းဝန်ရှိတယ်။ကိုကလေ့လာမယ်။ဘလို့ဟာမျိုးဆိုရင်ကို့အတွက်စိတ်ချဆုံးဖြစ်တယ်လေဆိုတော့ကိုရဲ့ခန္ဓာကိုယ်တွေဟိုဝင်မဲ့ဆေးကိုကိုကတည်တယ်နဲ့။ဆီယမားတို့ဆိုဒီမျက်နှာဖေးလာတွေတော့ထိုးပေးတယ်ပေါ့နော်။အဲမျက်နှာဖေးလာမှာဆိုဆီယမားတို့မထိုးဘဲနဲ့ရှောင်တဲ့ area တွေလည်းရှိတယ်။ဥပမာနှာခေါင်းဆိုဆီယမားတို့မထိုးပေးဘူးပေါ့နော်။အဲဘာလို့ဆိုအန္တရာယ်နည်းနည်းများလို့။အဲ့တော့ဖေးလာလေးက0.1 cc လောက်လေးထိုးဖို့တောင်ဆီယမားတို့မှာอืมစဉ်းစားပြီးမှထိုးရတယ်။အဲဒီမျက်နှာရဲ့အ န် anatomy ခန္ဓာပိဒါကိုလည်းသဘောပေါက်ပါတယ်။သွေးကြောလေးတွေဘယ်နားမှာဘယ်လိုရှိနေလဲဆိုတာကိုလည်းသဘောပေါက်ပါတယ်။ဒါရောမျက်နှာကကြတော့သွေးကြောတွေကပြန့်နေအများကြီးပြန့်နေဆိုတော့တချို့ဟိုမမြင်နိုင်တဲ့အန္တရာယ်တွေဆိုတာကလည်းရှိလာနိုင်တယ်။ဆိုတော့ပြောချင်တာက risk ဆိုတာကနေရာတိုင်းမှာရှိပါတယ်။လှခြင်းလို့လောက်တာဆိုပေမဲ့လည်းအန္တရာယ်ဖြစ်သွားရင်မကောင်းပ နှစ်ဦးနှစ်ဖက်မကောင်းဘူးအဲ့တော့ကျွန်မတို့ဆိုရင်တက်နိုင်သလောက်အာမလုတ်ခင်လဲတေချာလေးရှင်းပြပေးပဲဒါကတော့ဒီလိုဖြစ်နိုင်တယ်ဒီလိုဖြစ်လာရင်တော့ဒီလိုလုပ်လို့ရတယ်ဆိုတာမျိုးလေးတွေကိုပြပြပေးပေါ့နော်အဲ့တော့အဲ့ဒါကိုလက်ခံရင်တော့လုတ်ပေါ့နော်အဲ့တော့လုတ်ပြန်လဲကျွန်မတို့ဘက်ကအာတက်နိုင်သလောက် risk ကိုအနည်းဆုံးဖြစ်အောင်လို့ကျွန်မတို့ဘက်ကလည်းအဲတန်တန်းနေအများကြီးတတ်ထားတယ်အမြဲလေးလေ့လာနေရတယ် update လုပ်နေရတယ်ပေါ့နော်ဒါတွေကိုဘယ်လို short ချနိုင်မလဲ risk ကိုဘယ်လို short ချနိုင်မလဲအဓိကကတော့ကျွန်မတို့က risk ကို short ချဖို့ပဲ အဲဦးစားပေးကြရတာပေါ့နော် safe အဖြစ်ဆုံးနီလန်းကိုပဲရွေးချယ်ရတာအဲ့တော့ခုနပြောတဲ့ tim failure တွေရင်သား failure တွေအဲ့ဒါတွေကတော့အနေအများတဲ့အတွက်ကြောင့်မလို့အဖြစ်နိုင် silicon ထဲတာမျိုးတွေတကယ်ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ plastic surgeon တွေနဲ့ဆေးရုံမှာခွဲစိတ်တာမျိုးတွေပဲလောက်ကြပါလို့အကြံပေးချင်ပါတယ်နော်